လူရှင်စရာကောင်းတဲ့နေ့တော်ကို EOD ဘဏ်က MPU credit card နဲ့ဖြတ်သားလိုက်ပါ EOD ဘဏ်က MPU credit card နဲ့ဆိုလို့ဒီနေ့တော့တူတူထားနိုင်ပါလိမ့်အလဲမယုတ်တန်ရဲ့ exclusive interview အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီဒီဘက်မှာတော့မြန်မာပြည်သားများရေးပူးတွဲလှုံ့ဆော်မှုကော်မတီရဲ့ဥက္ကဋ္ဌဦးမိုးချိုးနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ရှင် ဥမင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ပါအခုပေါ့နော်ပထမဆုံးနည်းနည်းဥမေးချင်တာကထိုင်းနိုင်ငံမှာရှိရလို့တမားတွေရဲ့အခြေအနေလေးကိုပြည်သက်တွေအတွက်အရင်ဆုံးတင်ပြပေးပါအောင်ရှင့်ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလူသမားတွေရဲ့အခြေအနေကိုပြောမယ်ဆိုရင်တော့အလို့သမားဘုရားအနေအမြင်အတက်ကြအလှဲ့ပြောင်းနေကံကောင်းခြင်းလက်ဆောင်တွေရရှိမှုရယ်ကံဆိုးခြင်းလက်ဆောင်တွေရရှိမှုရယ်အဲ့ဒါတွေပြောရမှာပါပဲဟုတ်ကဲ့အဓိကတော့အလို့သမားတွေအကြောင်းကိုပြောရင်တဲ့သူတို့ကလောဘကဘယ်လိုရကြလဲနေ့အလို့ကိုဘယ်လိုလုပ်ရလဲသုံး လုပ်ငန်းခွင်ထဲမှာဖြစ်စီလုပ်ငန်းခွင်ရဲ့ပြင်ပမှာဖြစ်စီတို့ရဲ့အနေထိုင်ဘယ်လိုရှိလဲခိုင်းရဲတွေရောတို့ကိုဖမ်းဆီးပြီးတော့ ATM ကတ်ပြားလို့သဘောထားပြီးပတ်စံတောင်းတာရှိသလားဟုတ်ဟဲ့လားအဲဒီပြင်မှာတို့ရဲ့မိသားစုကိုငွေပါရီပြန်ပို့ဖို့အတွက်တို့ဘယ်လောက်ထိကိုပြင်ပမှန်းမှန်းခက်ခဲခဲကြိုးပမ်းလှုပ်ရှားရလဲဆိုတဲ့တို့ရဲ့ဘဝဘေးအခြေအနေတွေနဲ့ပြောမယ်ဆိုရင်ရင်ပန်းနဲ့ရင်းပြီးတော့နှလုံးသားနဲ့ရင်းပြီးတော့မိမိအတွက်ကောမိမိမိသားစုအတွက်ကော ုတ်ခံရတဲ့ဘဝအခြေအနေကြောင့်ပြောမှာဖြစ်ပါတယ်ခင်ဗျာအခုလက်တလုံးမှာလည်းတော်တော်များများကဒါအတိုင်းမှာရှိတဲ့အလုပ်သမားတွေကသူတို့အနေနဲ့အဆင်ပြေမှုတွေရှိတယ်ဆိုပြီးတော့လည်းကြားသိရတယ်ဆိုတော့ဗောနော်တကယ်ရောအဆင်ပြေမှုရှိရလားပြီးတော့သူတို့အနေနဲ့ဒီလိုမျိုးအဆင်ပြေမှုကဟိုခဏပဲအဆင်ပြေမှုလားနောက်ယာယီအတွက်လားဆိုတာပြပြပေးပါအောင်ရှင်အတိုင်းမှာရှိတဲ့မြန်မာရွှေပြောင်းလူသမားကတဲ့ပုံစံရှိပါလေ။ဟုတ်ကဲ့။အပထမတပုံစံကတော့ထိုင်းနိုင်ငံမှာအရက်ခေါ်နေဆိုတောင်ကျော်လို့ခေါ်ပါလေ။ဟုတ်ကဲ့။တောင်ကျော်ဆိုတာဒေါ်လာတောင်ကျော်လာတာပါ။ဟုတ်ကဲ့။တရားဝင်လာတယ်ပေါ့။ဟုတ်။ရောက်ရီလမ်းတိုက်လာတယ်။ ပြီးတော့မဲဆောက်ကိုရောက်တယ်ဟိုဘက်ကထိုင်းဘက်ကเนาะအဲအဲ့လိုအဲ့ဒါတောင်ကျော်ပေါ့အဲ့လိုရောက်နေနေပြီးတော့ဘာထောက်ထားမှမရှိဘူးထိုင်းရောက်တော့မှအထောက်ထားလုပ်တယ်ဟုတ်ထိုင်းနိုင်ငံအစိုးရကလေထုတ်ပေးတဲ့အထောက်ထားကိုလုပ်တယ်တောင်ကျော်လို့အရက်ခေါ်ခေါ်တယ်တရားမဝင်ဝင်ရောက်လာတယ်လမ်းကြောင်းတိုင်းဝင်ရောက်လာတယ်မြန်မာအလုပ်သမားကထိုင်းနိုင်ငံ KI data concept ခုနှစ်ခုမှာ၃တန်းလောက်ရှိပါတယ်ဟုတ်ကဲ့၂၀၀၉ခုနှစ်လောက်ကစပြီးတော့ထိုင်းမြန်မာနိုင်ငံ အစီအစဉ်နဲ့ MOU လို့ခေါ်တဲ့နားလည်မှုစာချုပ်လောစာချုပ်တွေနဲ့လာတာအခုဆိုရင်တော့3ဒိတ်လောက်ရှိပါတယ်ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့တိုင်းနိုင်ငံခရိုင်ဒေသ68ခုမှာမြန်မာရွှေပြောင်းလို့ဒီမှာ3တန်းခွဲလောက်ရှိတယ်ပေါ့နော်အဲ့3တန်းခွဲ35ဒိတ်လောက်ရှိတဲ့အနေအထားမှာသူတို့တွေကမြို့ကြီးပြာကြီးပန်ကောက်ချင်းမိုင်ချင်းလာ UTR မှာဟလာစသည်မဟာချိုင်းစသည်အဖြစ်ခရိုင်ဒေသအကြီးတွေနဲ့မြို့ကြီးပြာကြီးမှာနေကြတယ်မြန်မာရွှေပြောင်းလို့ဒီမှာအားတွေကတော့ထိုင်းဥပဒေတိုင်းပဲ နေစားကပတ်300အချိန်ဘူတနာကြီးကို56ပတ်ဆိုတာခန်းစားရပါတယ်ဟုတ်ကဲ့အထို့တော့မဲဆောက်ပါဝင်တက်ခရင်9မြို့နဲ့ရှိတယ်ဟုတ်ကဲ့နော်မြောက်ရင်းကတ်ရက်မြဝပြည်နဲ့ကေပြည်နဲ့ကတ်ရက်အဲ့လိုမျိုးဒေသတွေကတော့နေစားကပတ်300ဆိုတာသူတို့အတွက်ပုံပြင်လို့ပဲဆက်ဖြစ်ပြဖြစ်နေတယ်နေစားကဘတ်60ရာနေပြောဘတ်120တချို့လူကမာတွေကဘတ်200ပေါ့အဲ့တော့ဘတ်60ရာနေဘတ်200အထိပဲရကြတဲ့အနေထားရှိတယ်ဒီလိုနေထားရှိပါတယ်တစ်ဖက်ကလည်း ကြီးစားွားလို့ခေါ်တယ်တင်းတင်းမြတ်တဲ့လုပ်ငန်းဝင်ဆိုတာရှိပါတယ်အတင်းတင်းမြတ်တဲ့လုပ်ငန်းဝင်ဆိုတာလုပ်ငန်းဝင်ဝင်နေရစိတ်ပါခန္ဓာကိုယ်မှာခေါင်းဝါစာပြီးခြိပြားအထိလုပ်ငန်းဝင်ဘေးကင်းလုံးကြိုးအစီအမံတွေဟုတ်ကဲ့နောက်အလုပ်သမားတွေကိုဘာလို့လေဝင်လေထက်ကောင်းတဲ့ကျယ်ဝန်းတန့်ရှင်းတဲ့လုပ်ငန်းဝင်အနေထားပြီးတော့ဆက်ဆံရေးကောင်းမွန်တဲ့လုပ်ငန်းဝင်ကိုသူတို့ဒိုင်အုပ်ချုပ်တဲ့အလုပ်ကြီးကြိုင်မှုတွေရဖြစ်စီမန်နေဂျာတွေရဖြစ်စီဟဟလာတတိယကိုယ်တိုင်ရဖြစ်စီသူတို့ ချက်မှတ်စီမံတဲ့အနေအထားမှာကောင်းမွန်တဲ့ဆက်ဆံရေးထားကလားမဆဲမဆိုးဘူးပေါ့ဟုတ်ကဲ့ရဲဆဲမပြောဆိုဘူးပေါ့အဲ့လိုမျိုးလေးရှိတယ်ဆိုတာကိုအကဲခတ်ရပါတယ်ဟုတ်ကဲ့ပြောမယ်ဆိုရင်တော့ထိုင်းနိုင်ငံမြို့ကြီးပြာကြီးတွေပေါ့ပေါ့ KND ဒ68ခုရှိတဲ့နေရာမှာမြို့ကြီးပြာကြီးတွေရှိတဲ့ KND ဒ30လောက်ကတော့စောစောကပြောတဲ့ဒီဆန်ဝါလို့ခေါ်တဲ့တင့်တင့်မြတ်တဲ့လုပ်ငန်းခွင်ရယ်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရယ်ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးမျိုးတွေရှိပြီးတော့ KND ဒ48ခုလောက်ကတော့30ရတော့ကောင်းတယ် 49ခုလောက်ကတော့59ခုရှိတာပေါ့နော်။ဟုတ်ကဲ့ဟုတ်။49ခုလောက်ကတော့ခေါင်းကစပြီး6လောက်ချင်းရှိရမယ်လုပ်ငန်းဝင်ဘေးကလုံးရိုးအစီအမံဆိုတာမျိုးတို့ကျယ်ဝင်းပြီးတန်ရှင်းတဲ့လုပ်ငန်းဝင်ဝင်ရတယ်ဆိုတာတို့တတ်မှတ်ထားတဲ့လောကနေစားက300ဆိုတာတွေနဲ့လုံးဝဖီလာဆန့်ကျင်ပြီးတော့ဥပိ္ပခာပြုလစ်လူရှုမြဲအရှုခံရရပါတယ်။ဟုတ်ကဲ့ရှင်ဟုတ်။အဲ့ဒီနေရာမှာမဲဆောက်ပါဝင်တက်ခရိုင်ကူးမျိုးเนี่ยမြန်မာရွှေပြောင်းလို့မှာ၄သိန်းခွဲလောက်ရှိပါတယ်။ဟုတ်ကဲ့။အဲအဲ့ဒီနေရာဟာ ထိုင်းနိုင်ငံရဲ့အနေခံမြက်ခံရတယ်အလုံသားခွေးတွေကိုချိုးပေါက်ခံမြက်ခံရတယ်မြန်မာအများစုဒုက္ခတဲ့နဲ့ရှိပါလေနဲ့မြန်မာရည်ကြည်မှုထွန်းကားတဲ့နေမြေလို့တောင်ပြောလို့ရတယ်ဘဲဆောက်ဆိုရင်မြန်မာလူသမားကနှစ်သိန်းခွဲရှိတယ်ထိုင်းက6000ခွဲရှိတယ်အဲအဲ့လိုအနေအထားမျိုးရှိတဲ့အနေအထားမှာပြောမယ်ဆိုမြန်မာတွေရှိတယ်မြန်မာအတိုင်းမှာမြန်မာဈေးမြန်မာရင်ကျေးမှုမြန်မာစာတန်းတွေတည်းကြီးပဲတွေ့ရနေမှာစိုက်ပုတ်တွေမှာအကျော်ညာတွေမှာအဲ့လိုရှိပါလေနဲ့အလုံးမအခွင့်ရတိုးမလာဘူးညော့မြဲညော့နေတယ် လောကအပါဝင်ထိုင်းရဲ့ဒီနေဆက်မှုကလည်းရော့မသွားဘူးဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာလူသမားတွေအလုံးမအခွင့်အရေးတွေတိုးတက်လာတယ်လို့ဟုတ်ကဲ့အဲပြောမယ်ဆိုသူတို့ရဲ့ဘဝအခြေအနေလေးတွေကောင်းမွန်လာတယ်ဆိုတာတွေကတော့မဲဆောက်ပါဝင်တက်ခဲကိုမျိုးတွေကမြန်မာရွှေပြောင်းလူသမား၄သိန်းခွဲနဲ့တော့တိတ်မဆိုင်ဘူးထင်တယ်နော်သူတို့ကလစ်လူရှုခံရခံရတယ်ဟုတ်ကဲ့ဥပ္ပခါပြုတ်ပြုတ်ခံရတယ်လို့ဆိုချင်ပါတယ် ဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ဆိုတော့ဘောနော်ဦးမျိုးမျိုးပြောတဲ့မှာဆိုလို့ရှင်ဒါညီမတို့တမားတွေကတော်တော်များများကဥပဒေလိုပဲဒါအခွင့်အရေးရတယ်ဆိုတော့ဒါမဟုတ်သေးဘူးသူတို့လည်းလက်လေးလူရှုခံနေရတယ်ဆိုတော့ဘောနော်ဟို CI ဘောနော်အဲ့လိုမျိုးဒီကိစ္စကြီးပေါ်လာတယ်ဆိုတော့ဘောနော်အဲ့ဒါနဲ့ဟုတ်ပတ်သက်ပြီးတော့ပြပြပေးပါအောင်ရှင့်ဒီ CI ဘောနော်ဟုတ်ကဲ့ CI ဆိုတာ Certificate of Identity ဘောနော်ဟုတ်ကဲ့ရှင့်မြေသူမြေဝါဖြစ်ကြောင်းယာယီတက်တဲ့ကအထောက်ထားပါဟုတ်ကဲ့ဒါကိုမြန်မာနိုင်ငံဘက်ကနေအဓိကထုတ်ပေးရရဲကမြန်မာရွှေပြောင်းလူကမှာအထိုင်းမှာရောက်နေမြန်မာရွှေပြောင်းလူမှာ သုံးတန်းခွဲလောက်ပါဟုတ်ကဲ့ဒီပန်းရောက်ကကင်ဆောင်ထားတဲ့မြန်မာလူသမားကျွန်တော်တို့ခုနှစ်သိန်းလောက်ရှိဟုတ်ကဲ့ရှင်ဟုတ်ကဲ့နော်ခုနှစ်သိန်းလောက်ရှိတယ်အဲ့ဒီပန်းရောက်ကကင်ဆောင်ထားတဲ့မြန်မာရွှေပြောင်းလူသမားတွေတော်များများမြန်မာနိုင်ငံပဲချမ်းအနေအမျိုးသားမပုံနေဖြစ်စီတကောင်စင်းလို့ခေါ်တဲ့အင်းတော်သူစင်းစစ်တွေမရှိကြဘူးဟုတ်ကဲ့ရှင်ဟုတ်တခုဖြစ်စီနှစ်ခုလုံးဖြစ်စီမရှိကြဘူးမရှိကြတဲ့အခါကျတော့မြန်မာလူသမားတွေကိုတာမန်နိုင်ငံဦးလက်မှတ်ဒီပိုင်းလှုပ်ဖို့ခက်ခဲတယ်လေခက်ခဲတဲ့အခါကျတော့ အဲ့တမန်နိုင်ငံလက်မှတ်ရှိမှသာလေမြန်မာလူကမာတွေကအလုံးလို့ကိုမဟုတ်ဘဲနဲ့ဟလာလို့လာလာသွားလို့လာလို့ရဲအစစ်စေးတွေပါလေဟလာတောင်ဝင်ရှိသူတွေစစ်စေးရဲ့အခါမှာပြရတရားရှိအောင်တခုခုတော့လိုလာပြီဆိုပြီးတော့မြန်မာဆိုးရအနေထိုင်းဆိုးရအနေညှိနှိုင်းပြီးတော့ဟောဒီ CI စာအုပ်ကိုထုတ်ပေးလိုက်တာပါလေဟုတ်ကဲ့ရှင်အဓိကကတော့အမျိုးသားမပုံနေတဲ့တကောင်သင်းမရှိသူတွေအတွက်အစီအပြောင်းတစ်ချက်နှစ်ချက်ကတော့ပန်းအောင်ကကန်ဆောင်တဲ့မြန်မာလူမားတွေကဟောဒီ CI ကိုကင်ထားပြီဆိုရင်ပန်းအောင်ကနဲ့ခီးသွားမယ်ဆိုလွတ်လာသွားလို့မရဘူးခီးသွားထောက်ခံစားတွေပါတွေက ရှုပ်လာရှုပ်ပြီဟုတ်ကဲ့ရှုပ်လာတဲ့ပြင်မှာငွေလည်းပို့ပေးရတယ်ဟုတ်ကဲ့ပြီးတော့အဲ့ထောက်ကစားတွေကတခါပဲသုံးလို့ရတယ်ဟုတ်ကဲ့အဲ့ဒီ CI ရှိမယ်ဆိုရင်ဘယ်တစ်ခါသွားသွားအမိမိပဲပြန်ပြန်ထိုင်းထဲမှာပဲရှောက်သွားရင်သွားနေဟုတ်ကဲ့ဟုတ်ကဲ့ငွေကြီးကြီးသွားတာမိဘဆွေမျိုးရှိသွားတာနော်ချစ်သူရှိသွားတာဘသူသွားသွားလွတ်လပ်လပ်သွားလို့ရတယ်ဆိုတဲ့အနေထားလေးတွေမြန်မာနဲ့ထိုင်းနှစ်နိုင်ငံစီမံပြီးတော့မြန်မာနိုင်ငံဘက်ကနေပြီးတော့ကျွန်တော်တို့ CI အတွက်ဗတ်လေးရပဲယူမယ်ဟုတ်ကဲ့ဟုတ်ကဲ့ထိုင်းဘက်ကတော့ ယာယီ passport အသွင်ဖြစ်နေတဲ့ CIA visa တို့ရမှာဟုတ်ကဲ့ဆရာအဲ visa ထိုင်းဘက်ကတော့တထောင်တထောင်အဲ့တော့မြန်မာဘက်က400ထိုင်းဘက်ကတထောင်ပတ်ထောင်400ကျောက်ဟုတ်ကဲ့ရှင်အဲ့ဒီအတွက်လည်း2016နိုဝင်ဘာလပထမပတ်မှာလေးကထိုင်းဆိုရနေပြီမြန်မာလူကမှပန်းအောက်ကန်ဆောင်ထားသူတိုင်းဟာ CIA ထုတ်ယူလို့ရပါပြီလို့ပြောမယ်ဆိုရင်တို့ကအတိပေးထုတ်ပြန်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့တို့တော့လေ CIA အတိတဲ့အတိုင်းပဲဟုတ်ကဲ့နော်3နေလောက်ကြာလာပြီဟုတ်ကဲ့ထိုင်းကကွန်ပျူတာမပေးခွင့်ပြုချက်မပေးနဲ့အခုပေးလိုက်တော့လေ ရင်မအစင်းသက်မရှိဘူးเนาะအစင်းသက်မရှိဘူးဆိုတာဆက်တရားလဲပြောမလို့ကြောင်တို့ရတာကြာတော့ဆက်တရားတဘာဝပြတ်တတ်တယ်လေဟုတ်ကဲ့ရှင်။ကြောင်ဟိုလူတို့မူတို့ဆိုတာလဲကြောင်ထိုးတာကြာရင်ပြတ်တတ်တယ်ဟုတ်ကဲ့ရှင်။เนาะအဲ့ဒါကြောင့်ခြာသွားတာပါเนาะအဲ့ဒီတဘောအဲ့ဒီတဘောကြောင့်အခုတော့လာမဲ့2019ဇန်နဝါရီလတွေကစပြီပိုင်အောင်ကိုက်ကန်ဆယ်တာရဲ့မြန်မာလူသမားတွေအတွက်အဆင်ပြေချောမှုစီဖို့လွတ်လပ်သွားနိုင်ဖို့အတွက်မြန်မာပဲချမ်းဘတ်၄00ထိုင်းပဲချမ်းဘတ်1000 စုပေါင်း1400နဲ့ CI ထုတ်ပေးတော့မှာဖြစ်ပါတယ်မြန်မာလူသမားတွေဘာထောက်ခံစားမှမလို့ပဲထိုင်းနိုင်ငံကိုဖြစ်စေအမေရိကန်ကိုဖြစ်စေလွတ်လပ်စွာပြန်လာလို့ပြန်ဝင်လို့ရပါတယ် CI နဲ့ပတ်သက်လို့တော့အခုသမီးပြောလို့ပေါ့ဒီဟာမထုတ်ပေးရသေးဘူးဟုတ်ကဲ့ရှောက်လာတင်ထားလို့ရဟုတ်ကဲ့တော့ပန်းအောင်ကရှိတဲ့မြန်မာလူသမားတိုင်းသူတထေးရဖြစ်စေအဲ agency တွေကထိုင်း agency ရှိလေနော်သူကဆင်စီရှောက်ထားလို့ရပြီအခုလာမဲ့2019 ဇန်နဝါရီလအကြမှာစကန်း6ခုဖွဲ့ပါမယ်။မဲဆောက်ရေမဟာချိုင်း1နှစ်ပြီးတော့စမောပရာကန်ဟုတ်ကဲ့ပြီးတော့ရနောင်းပြီးတော့မဲဆိုင်နော်အဲစကန်း6ခုမှာ one stop service တွေဖွဲ့ပါမယ်။ one stop service ဆိုတာတနည်းတည်းရဲ့အတိုင်းပဲ။မြန်မာလူပြောရင်တနေရာထဲမှာလုပ်ငန်းအားလုံးကိုအပြည့်အစုံဆောင်ရွက်ပေးတဲ့နေရာပါနော်။ဟိုဒီရုံးပြီးဟိုရုံးသွားရမှာတော့နော်တနေရာထဲမှာအပြည့်အစုံလုပ်ပေးပါမယ်။မြန်မာလူမားတွေလွတ်လပ်စွာမကြောက်မကြမပူမပင်ဟိုရဲတောင်ဒီရဲတောင်မဖြစ်ဘဲနဲ့လွတ်လပ်သွားဖို့အတွက် မြန်မာနဲ့နှစ်နိုင်ငံထိုင်းဆိုရသဘောတူပြီပြီဟုတ်ကဲ့ဟုတ်ကဲ့ရှင်ပြောမယ်ဆိုအကြောင်းမျိုးကြောင့်ကြန့်ကြာနေတာပါအခုတော့အစီအပြေသွားပါဟုတ်ကဲ့ရှင်တမီးတို့အခုထိုင်းရလဲဒါမကြသေးခင်ရသလိုရှင်လဲထိုင်းရဲ့ဘရင်ရနှဲ့ရဆန်ထားတယ်ဆိုတော့ဗောနော်ထိုင်းမှာသလိုရှင်လဲဦးမင်းတို့ရဲ့အတိုင်းပဲအမိတ်နေရအများကြီးထုတ်ထားတယ်တချင်းမဖွင့်ရဆိုတော့ဟာတွေတမီးတို့ရှင်ပြောဝဲရှင်မဲမလို့ပါအဲ့လိုမျိုးတွေဆိုတော့ဟိုမြန်မာအလုတ္တမမြန်မာကြီးမားရှိဟိုအလုတ္တမတွေနေနေဗောနော်တို့တွေရဲ့နေထိုင်မှုအခက်ခဲတို့ဘာအခက်ခဲတွေရောအဲ့အချိန်ကာလမှာကြုံတွေ့ခဲ့ရလဲရှင်တို့မြန်မာအလုတ္တမတွေရဲ့တဘာဝမြန်မာတွေရဲ့စကားကြေကြေပြောဟုတ်ကဲ့ ကက်ဆက်ကြေကြေဖွင့်တယ်ဟုတ်ကဲ့တီဗီကြေကြေဖွင့်တယ်အဲ့ဒါသူတို့ရဲ့တဘာဝလို့ပြတ်ဟုတ်ဟိုတိုင်းပြည်နိုင်ငံဆန်ဆာဆိုရင်ဒီတိုင်းပြည်မှာလည်းဆိုမြန်မာလူမှရာနဲ့ကြည်ပန်းကြရတယ်ဟုတ်ကဲ့ဟုတ်ပြောမှဆိုလမ်းမမရှိလို့ပေါ့ဟုတ်အဲ့ကက်ဆက်ကြေကြေတီဗီကြေကြေနဲ့မနေ့စောစောစီးစီးနဲ့ညတကောင်ရံမှာလင်မယားချင်းနဲ့စူညာရံဖြစ်တဲ့စကားများလို့ဖန်ကားတာ နော်ဖတ်ခါရတယ်ပြီးတော့ဓာကြီးတွေဆောင်ပြီးပြန်လွတ်လာပါတယ်နော်ပြန်လွတ်လာတယ်အဲ့အတွက်လည်းမြန်မာတန်ယုံဒီလုံမကုညီဆောက်ချောက်ရေးကော်မတီကအမြဲပြတ်စောင့်ကြည့်ပြီးတော့ဥတို့လည်းနော်ပါတာပေါ့နော်မြန်မာတန်ယုံလုံမကုညီဆောက်ချောက်ရေးပေါ့ဆိုတော့ဟိုသူကပြောလို့ကျဲလို့တဲ့အချုပ်ပြောတာပေါ့နော်စကားကလည်းကျဲတယ် TV ကက်ဆက်တန်လည်းကျဲတယ်နော်ရံဖြစ်တန်တွေကလည်းအချင်းပွားတဲ့တန်တွေကကျဲတယ်နော်အဲ့တော့လူမြန်မာတွေကဟိုနေရာတကာကျဲကျဲကျဲလောက်ကြတဲ့သဘောနဲ့တူးတူးညင်တာနဲ့ AAC တွေတက်တဲ့ ထိုင်းနေနေဖီလာဆိုင်ကျင်ဖြစ်တာပေါ့နော်အဲ့တော့သူ့ကျောင်းတွေသူ့စာအန်ဆိုသူတွေသူ့နယ်နေပြည်ထဲမှာသူ့ area တွေမှာနေရဆိုတော့ဒီဟာတော့သူကစောင့်ထဲရမှာပရင်ကအော်တိုဘာလ73ရက်နေ့ကနေ့ရဆန်သွားတယ်အဲ့ရမြမ်းမကြာနေပါမယ်အဲ့ကိစ္စပဲကျေမှုနဲ့အဖမ်းခါတာမြမလူမရာလက်ချီတယ်ဟုတ်ကဲ့အဲတန်ကြီးပြီးပြန်လွတ်လာနော်အဲ့လိုလည်းဖြစ်လာဘူးဒီမြမတန်ရုံကနေပြီးပန်ကြားထားတာရှိတယ် တရားကူညီစောင့်ရှောက်တာရှိတယ်နော်အဲ့တော့အခုတော့အဲ့ဒါတွေတိတ်မကျေရတော့ပါဘူးတော့ခံလိုက်ရတာဟုတ်ကဲ့တော့ဒံွေအများကြီးပေးလိုက်ရတော့ခံလာတိတ်မကျေရတော့သို့တော့မြန်မာလူသားတွေမှာစိုးရင်ကြောက်ကြကြီးမွမ်းမှုရှိတယ်အဲ့ဒါပါဆိုတော့ပွားလီသူနိုင်ရဆန်သူဘရင်ကြီးဘူရီဘောရဲ့မာဂိယူနာတော်အတိုင်းပဲဟုတ်ကဲ့လက်ရှိဘရင်တက်ကမာဂိယူနာတော်ဆက်ထားနိုင်မှာမလားဟုတ်ကဲ့ဒါစကားအကြည့်ပြောတာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါမြန်မာလူမားတွေဘယ်လိုမှာကယူလာထားပြီးဘယ်လိုဆောက်ရှောက်ထားလဲဆိုတော့မြင်သာထင်သာအောင်ပြောရရင် ်အခုမြန်မာလူမားတွေကန်ဆောင်ထားတဲ့စားရစားတမ်းမှန်သမျှမြန်မာလူမားတွေနဲ့သူတို့ရဲ့ရင်သွေးငယ်တွေကန်ဆောင်ထားတဲ့စားရစားတမ်းမှန်သမျှသည်ထိုင်းပြည်ရဲ့နန်းတော်တွေကလာလာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ထိုင်းပြည်ရဲ့မင်းမြတ်ကမြန်မာအလူမားတွေကိုနေထိုင်ခွင့်လက်မှတ်ဖြစ်စေဝါပါမေးဖြစ်စေယာယီပတ်စပို့တွေဖြစ်စေဒါနောက်ဆုံးပဲလို့ထိုင်းဆိုရကြေညာလိုက်ပြီမဲ့လေဒါနောက်ဆုံးဖြစ်မသွားဘူးနောက်တစ်ချိန်နောက်ဆုံးရှိသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပဲ အဲ့နောက်နောက်ချိန်နောက်ဆုံးနောက် မှာနောက်ချိန်နောက်ဆုံးရှိသေးတယ်အဲ့ဒါမျိုးလေးပေါ့အဲ့မြန်မာလူသမားတွေအတွက်ကောသလားမြန်မာလူသမားတွေ ਨੇ တနင်္ဂနွေဆယ်ပါလူပါလာတဲ့ရေသွေးတွေမြန်မာကလေးငယ်တွေအတွက်လည်းအထောက်ထားတွေထုတ်ပေးတယ်အဲ့တော့မြန်မာလူသမားတွေအထောက်ထားထုတ်ပေးရဆိုမြန်မာလူသမားတွေလွတ်လပ်လပ်နေထိုင်သွားလာလုပ်ကင်သွားလို့ရတယ်အဲ့ဂျေဆုရှိတယ်ပြည်ပြည်မြန်မာလူသမားတွေရဲ့ရင်သွေးတွေလွတ်လပ်စွာပညာသင်လို့ရတယ်ဟုတ်ကဲ့။ကျမ်းမာရေးဆောင်ဆောင်မှုတွေရတယ်။ဟုတ်ကဲ့။ဟုတ်လား။ဟုတ်ကဲ့။ပြောမယ်ဆိုရင်တို့တို့မှာထိုင်းဥပဒေပါခလေးခွင့်ရေးဆောင်ဆောင်မှုတွေရတယ်။ ဟုတ်ကဲ့ဒါနိဒိဆက်ဆက်ချင်းသာမြင်သာတော့ဟုတ်ကဲ့အဲ့တော့အဲ့လိုမဟာကုသာမျိုးကိုဘယင်ဘူမီဘောလိုမျိုးနောက်ထပ်ဘယင်တဲ့ဒါတော့ဘယင်အတိတ်ကနေပြီးတော့ထားနိုင်မှာဆိုတော့တန်တရားဆိုတာတော့အဲ့ဒါကတော့ဘယင်ဘူမီဘောရဲ့ရှင်တန်စင်ဘောမှာနတ်တဲ့ဒီ60မှာဟဟလားထိုင်းပြည်သူတွေမကမြန်မာရွှေပြောင်းလုံးတော်တွေမကကမ္ဘာပြည်သူတွေကဘာကြောင့်ချစ်ကြလဲသူ့ရဲ့လှူရှားတော့ သွားလာဆောင်ရွက်မှုတွေအကုန်လုံးကပြည်သူကိုကူစားပြုတယ်အများကိုကူစားပြုတယ်နော်ဒီဘီရင်သိကြတော့အဲ့လိုမျိုးသူကအိရှိဆိုင်လည်းဖြစ်တဲ့အခါကျတော့တိတ်တော့အများကြီးတော့မပြောချင်ပါဘူးနော်အားလုံးဆောင်ကြည့်နေတယ်ဝိတန်စီပါနော်ဆောင်ကြည့်နေတယ်ပါပဲသို့တော်လဲအဲထိုင်းနိုင်ငံကိုတိတ်မဆိုးရင်တာထိုင်းနိုင်ငံကဘယင်ရဲ့လက်မှာအလုံးစုံအာဏာမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့နော်ဘယင်ဘယင်မှာအနီးကပ်ဆုံးနေတဲ့ဘယင်ရဲ့အမှုဆောင်ကောင်စီဆိုတာရှိတယ်ဟုတ်ကဲ့အတိုင်းပြန်ကောင်စီရှိတယ်အဲ့ဒါအာဏာရှိဆုံးပဲပြီးတော့မှ တတရအာနာရှိဆုံးဖြစ်တဲ့အစိုးရပေါ့ဟုတ်ကဲ့ကျုပ်ပါဝင်အစိုးရဖွဲ့ပေါ့နော်အထိုင်းမှာပရင်ရှိမယ်ပရင်ကိုတိုင်းဝိုင်းဝိုင်းရထားတဲ့ဘရင်အမှုဆောင်ကောင်းကြီးရှိမယ်ပြီးတော့နောက်ဒီအစိုးရဖွဲ့ရှိမယ်နော်အဲ့ဒါကြောင့်မလို့ထိုင်းနိုင်ငံဟာသူ့နိုင်ငံရဲ့ကုန်လုံးစွာစုနဲ့ကုန်လုံးဆက်ဆက်ရေးဟုတ်ကဲ့ကုန်သွယ်စည်းပွားရှေ့တော်အကြမှာအဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်ပုံရိပ်တွေကိုလှုပ်အားနဲ့ပေးဆက်ခဲ့တဲ့လောကဈေးပေါ်နဲ့ပေးဆက်ခဲ့တဲ့ရွှေပြောင်းလုံသမားတွေရဲ့ဘဝပုံရိပ်တွေဟုတ် လက်ရှိဘယင်တစ်ကဖြစ်စီအစိုးရဖြစ်စီထိခိုက်စီမဲ့ညံ့နာစီမဲ့ဆုံးကျုံးစီမဲ့လောက်ရံမျိုးမလောက်လောက်ဖူးလို့တော့ညှော်လင့်ပါညှော်လင့်တာဟုတ်ကဲ့ယုံကြည်မှုကတော့ဝိတ္တန်စီပါဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ဟောဦးမိုးကျိုးဆိုလို့ရှိရင်လည်းဒါနိုင်ငံတော်ရဲ့အတိုင်ပင်ခံဘက်ကိုတောင်းဆန်းစုကြည်နဲ့ဟောခေါက်တွေးမှုနဲ့စီအဝါပေါ့နော်ပြောမှုတွေလည်းအငြင်းနဲ့ရှိတယ်ပြီးလို့ရှင်ဟောအဲ့တော့ပေါ့နော်ဟိုတောင်းဆန်းစုကြည်ကဒီထိုင်းနိုင်ငံမှာရှိတဲ့အလုပ်သမားတွေပေါ့သူ့ရဲ့စိတ်ထဲမှာရှိတဲ့သူ့ရဲ့စိတ်ဆန္ဒပြီးလို့ရှင်သူ့ရဲ့ပေါ့နော်ဟိုလုပ်ပေးမှုအပိုင်းနေရာဘယ်လောက်ခံတာထိရှိလဲရှင် ဒေါ်ဆန်းစုကြည်အမေဒေါ်ဆန်းစုကြည်ကပြီးခဲ့တဲ့2012ခုနှစ်တုန်းက MWN လို့ခေါ်တဲ့မဟာချိုင်မှာအခြေစိုက်တဲ့ကိုစိတ်သေးလို့ကိုအောင်ကျော်လို့ခေါင်းဆောင်တဲ့ရုံးကိုလာခဲ့ပါတယ်။အဲ့တုန်းကအတိုက်ခံခေါင်းဆောင်ဒီမိုစီခေါင်းဆောင်ပေါ်ပါဟုတ်ကဲ့ရှင်ဟုတ်ကဲ့လာခဲ့ပါတယ် MMWN မဟာချိုင် ရုံးရဲ့ဟိုးအမြင့်ဆုံးထပ်မှာမြမလူသမားတွေကိုအာပီနှစ်သိမ့်တဲ့ဇကားတွေနဲ့ခွန်အားပါတဲ့ဇကားတွေပြောခဲ့ပါတယ်။အဲ့ဒီမှာမြမလူသမားသိမ့်နဲ့ချီပြီးတော့ အမေစု2012ပြောနေတဲ့အချိန်မှာနေလို့အဲ့ဒီညီမလူကမားတွေရဲ့အလုပ်ရှင်ဖြစ်တဲ့ထိုင်းလူမျိုးစုရဲ့နားထောင်ပါတယ်ဟုတ်ကဲ့ရှင့်အမေစုပြောလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အရင်တုန်းကဒီ MWN ရုံးကိုအမြင်မကြည်လင်ခဲ့တာတွေအမြင်ဆောင်ခဲ့တာတွေထိုင်းအာဏာပိုင်ဖြစ်စေထိုင်းတပ်ထေးတွေဖြစ်စေထိုင်းမာဖီးယားဂိုင်းတွေဖြစ်စေအမြင်ကြည်လင်ပြီးတော့နော်တိန်စင်တဲ့လပမာဖြစ်သွားစီပါတယ်အဲ့ဒါအတိုက်ခံကောင်းဆောင်ပေါ့ဟုတ်ကဲ့2012လာတဲ့ပေါ့ဟုတ်ကဲ့ဟောပြီးခဲ့တဲ့ 2016ဂျွန်23 24 25ဥပါပါလေ IT စာเนาะဟုတ်ကဲ့ရှင်ဟုတ်ပါတယ်ဟိုတောက်လျှောက်အဲ့မတိုင်မီလေးအမေစုနဲ့တောက်လျှောက်အနီးကနေတန်ကိုစူးစမ်းပြီးတော့เนาะဟုတ်ကဲ့ရှင်ပါဝင်ခဲ့တာပါအဲ့တော့အာနာပါတီကောင်းတာဟုတ်ကဲ့ရှင်တန်းဒီရဲ့အတန်းမီနံပါတ်1ကောင်းကောင်းလေးနဲ့လာလာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ထိုင်းဆူရကောတော့ထိုင်းလုပ်ငန်းရှင်များတော့လကောင်းရုပ်စာအစုံထိုင်းမာဖီးယားတွေလူစုလူမိုက်ဂိုင်းတွေရတော့လကောင်းခြုံပြောရရင်ထိုင်းရဲ့လူနေမှုအတိုင်းဝိုင်းအကုန်လုံးက တင်စင်နဲ့လာပြတ်သွားပြီဟုတ်ကဲ့ဒေါ်စုရဲ့မြင်မာလာတဲ့ပုံရိပ်ဟုတ်ကဲ့ဩဇာပါတဲ့မိချွေစကားတွေနဲ့မြန်မာအလုပ်သမားတွေအတွက်ခွန်အားဘလောက်ရှိစေလဲဆိုတော့အမေစုကိုမမြင်ရဘဲနဲ့အမေစုအမေစုအမေစုလို့တင်းနေရှိတဲ့အလုပ်သမားတွေဟာလားဖူခက်ကလာတဲ့အလုပ်သမားတွေထိုင်းနိုင်ငံတည်းကလာတဲ့အလုပ်သမားတွေနောက်နေ့လုပ်ပြုတ်သွားတယ်ဒေါ်စု23နှစ်တည်းတွေ့ဖို့ကြိုးစားတာမှာနောက်နေ့လုပ်ပြုတ်သွားကြတယ်အဲ့ဒါတွေဂရုမစိုက်ပါဘူးဟုတ်ကဲ့ရှင့်နော်အမေစုတွေ့ခွင့်မရလဲ မရရရင်ဒီအမေစုရှိနေရခမ်းမရှိရအောင်အတင်းတိုးဝင်ဟုတ်ကဲ့အဲ့ဒီအလုပ်သားရတယ်မှာဥရှိပါတယ်ဟုတ်ဟုတ်ဟုတ်အဲ့လိုအတင်းတိုးဝင်တဲ့ထက်မှာအလုပ်သားများနေလူတိုးဝင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့ဥတို့ကမြန်မာတန်ရုံစီကန်းသေးတောင်းနော်ဟုတ်ကဲ့အေးအဲ့တော့တိုးလဲလိုက်မယ်ချမ်းမထားနဲ့ပဲအဲ့တုန်းကနော်ဟုတ်ကဲ့မြန်မာလူမားတွေကအားနဲ့ခွန်နဲ့ထိုင်းလူကြီးတွေတိုးတော့လဲဆရာဥတို့ကလည်းဘာသာနဲ့ထူထားတာလဲမြန်မာလူမားကောင်းဆောင်ပဲလीတိုးတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့နော်တိုက်တော့ရင်မတ်မှာထုတ်ထားတဲ့ဒစိမ့်ကိုဖြုတ်ချပလိုက်တယ် လာတဲ့အများကြီးကိုအလုပ်သမားပဲတိုးမယ်ဟုတ်ဆိုတိုးခဲ့တယ်ဟုတ်ကဲ့နောက်နောက်အမေစုကိုထိုင်းအာဏာပိုင်ကြီးကဘာမှအစင်နဲ့မပြင်းစံထားရပြဲအလုပ်သမားကြီးနဲ့စကားပြောခွင့်မရခဲ့ဘူးဟုတ်ကဲ့ရှင်မေစုရဲ့မှန်တကားနောက်ွယ်ရမိုးရေဆက်တွေကြားရတဲ့မြေကြီးတွေလေအလုပ်သမားကြီးမသိရှိခဲ့ရဘူးသို့တော်လည်းအဲ့ဒီပုံရိပ်2016ကျွန်23ရက်နေ့ကပုံရိပ်ဒီကျွန်25ရက်နေ့မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ရုံးဗန်ကောက်တန်ရုံးမှာတွေ့ဆုံပွဲမှာမြန်မာလူသမားတွေရဲ့ကိုစား ဥဆောင်ပြောကြတဲ့မှာဥမိုးကျိုးပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဥမိုးကျိုးပါတယ်မြမလူမားတွေရဲ့ဘဝမောတဲ့တောကအပူတွေကိုထိုင်းနိုင်ငံရောက်မြမလူသမားတွေရဲ့ခံစားနေရတဲ့အခက်အခဲတွေအကြက်တဲတွေနဲ့ဟုတ်လားစိန်ခေါ်ချက်တွေအကြောင်းမင်းနဲ့20လောက်လည်းပြောခဲ့တယ်ဟုတ်ကဲ့ရှင်။ဒါအပြင်မှာပြည့်ပြည့်စုံသိရှိနိုင်အောင်အစီအကံစားလည်းပေးခဲ့တယ်။ဟုတ်ကဲ့ရှင်။တခြားသူတွေလည်းပေးပါ။ဟုတ်ကဲ့။အဲ့တော့အခုချိန်ကြီးလေဒီအမေစုနိုင်ငံတော်တိုင်ပင်ခံရုံးဖြစ်စေဝင်းကျုပ်ရုံးဖြစ်စေနော်။ နိုင်ငံတော်သမ္မတရုံးပေါ့နော်ဖြစ်စေဘလိုပဲဖြစ်ဖြစ်အလုံးမောင်းဝင်းကြီးဌာနအနေနဲ့တဆင့်လိုအပ်တဲ့အကြံဉာဏ်တွေဟာလားအကြံဉာဏ်တွေနဲ့ဟာလားပြောမယ်ဆိုရင်ဟိုအားပေးတိုက်တွန်းမှုတွေရရှိပါတယ်ဟုတ်ကဲ့ပြောမယ်ဆိုရင်မြန်မာရွှေပြောင်းလူသမားတွေနဲ့ပတ်သက်ပြီးတော့2012ကအမေစုပေးလိုက်တဲ့သတင်းစကားဟာအတိုက်ခံပေးတဲ့သတင်းစကားဟုတ်ကဲ့ရှင်2016ဂျွန်လ23 24 25ထိုင်းနိုင်ငံကြီးစံမှာပေးလိုက်တဲ့စကားကတော့အာနာခေါင်းဆောင်တယောက် ကဘာမှာပုံရိပ်ကြီးမားတဲ့ဩဇာကြီးမားဆုံးအမျိုးသမီးကြီးတယောက်ရဲ့သတင်းစကားဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အဲ့တော့ဒီနေ့မြန်မာရွှေပြောင်းလူသမားတွေဟာအမေစုပေးခဲ့တဲ့သတင်းစကားနှစ်ရပ်ပေါ်မှာအမေစုစကားကိုနားထောင်နေကြပြီးတော့အမေစုရဲ့လမ်းညွှန်ချက် စကားတွေတိုင်းပဲဟုတ်ကဲ့တစုံတရာကိုကျင်တရားကောင်းမွန်ပြီးတော့ကိုနေတဲ့နေရာမှာရှိတဲ့သူ့ရိပ်ကိုခွင်သူ့ရိပ်ကိုမချိုးရဆိုတဲ့စီကံ ဟုတ်ကဲ့ဟုတ်ကဲ့သူ့ယဉ်ကျေးမှုကိုလေးစားမယ်ဆိုရင်သူ့ဥပဒေကိုလေးစားမယ်ဆိုတာစီကန်းနေကိုစီရိတ်ကိုစားအမေစုသားသမီးများပိသားစွာနဲ့ဆက်လက်ပြီးတော့လိုက်နာကျင့်သုံးနေကြအောင်မယ်ထိုင်းနိုင်ငံရနိုင်စမြတ်သောအတတ်ပညာတွေကျွမ်းကျင်မှုတွေယူပြီးတော့နောက်အချိန်မှာ သားလာပြီးအမေရေသမီးတို့ပြန်လာပြီးအမေရူဆိုပြီးကျွမ်းကျင်မှုတွေနဲ့လာကြမယ်သူတွေအမေကိုချစ်တဲ့တိုင်းမျိုးကိုချစ်တဲ့အမိမျိုးကိုချစ်တဲ့ပုံရိပ်တွေနဲ့ကိုစီရိတ်ကိုစားအမေသားသမီးများကဒီတိုင်းပဲလှုပ်ရှားရုန်းကန်ပြီးတော့ ွားကျင်မှုတွေနဲ့တူလာကြလိမ့်မယ်လို့အကုန်လုံးကိုစီကုံကရေပတ်ထဲမှာထည့်ထားကြပါတယ်အခုဆိုလို့ရှိရင်လည်းတော်တော်များများကဒါထားနိုင်ငံရောက်တဲ့မြန်မာလူလူသမားတွေရဲ့ပေါ့နော်အခြေအနေတွေအကုန်လုံးလည်းတော်တော်များစိတ်ဝင်ကြစိတ်ဝင်စားကြတာဆိုတော့ဦးမိုးကျိုးကအရှိမပြောသွားတယ်တော်တော်များစုံနေပြီဆိုပေါ့နော်ဒီ season ကြီးရှုနေတဲ့ထားနိုင်ငံရောက်မြန်မာနိုင်ငံအလုပ်သမားတွေရဲ့ပြီးလို့ရှိရင်ထားနိုင်ငံမှာသွားပြီးတော့အလုပ်လုပ်မဲ့မြန်မာလူသမားတွေအတွက်စကားလက်ဆောင်ပြောပြပါအောင်ရှင့်ထိုင်းနိုင်ငံမှာကျွန်တော်ရှိရနေပြီးတော့ထိုင်းနိုင်ငံမြန်မာလူသမားတွေဆိုတာကျွန်တော်ရေပတ်တဲထည့်ထားတယ်เนาะသူတို့ကကျွန်တော်ကိုဆရာမိုးလို့ခေါ်တယ် ဟုတ်ကဲ့ချစ်စလို့နဲ့ခေါ်တာပေါ့နော်ကျွန်တော်ဘယ်သူမှဦးမိုးကျိုးလို့မခေါ်ပါဘူးဖွဲ့စည်းရလူတွေကလွယ်လို့ဟုတ်ကဲ့အဲ့တော့သူတို့ချစ်စလို့နဲ့ခေါ်တဲ့ညီကျွန်တော်ဟာလဲသူတို့တွေရဲ့ဘဝမောတွေတောကဘူးတွေကိုနီးနိုင်냐နီးအောင်ကတ်နိုင်냐ကတ်အောင်ထိတွေ့ခံစားနေရလူတယောက်ပါဟုတ်ကဲ့ရှင်ကျွန်တော်ပြောတဲ့အတိုင်းထိုင်းနိုင်ငံမြန်မာရွှေပြောင်းလူမာတွေကိုစားပြုပါတယ်ဟုတ်ကဲ့အဲ့တော့ထိုင်းနိုင်ငံရွှေပြောင်းလူမာတွေကိုကျွန်တော်ပြောချင်တာနှစ်ခုရှိပါတယ်တစ်ခုကတော့ရောင်းနေနေပြီးသား တရားဝင်လာပြီးတော့အထိုင်းရောက်တော့မှအထောက်ထားလုပ်ကြတယ်မြန်မာလူသမားတွေတခုကတော့မြန်မာနိုင်ငံကနေလာကြတယ် MOU လို့သမားတွေဟုတ်ကဲ့ရှင်ဘလို့လူသမားပဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တာအလူသမားတွေသိတ်မပြောချင်ဟုတ်ကဲ့ရှင်မြန်မာပြည်မှာရှိတယ်သူတို့မိဘတွေကိုပြောချင်တယ်ဟုတ်ကဲ့ရှင်ပြောခွင့်ပြုပါဟုတ်ကဲ့တရားဝင်လမ်းကြောင်းနဲ့လာပြီးတော့ထိုင်းနိုင်ငံရောက်မှအထောက်ထားလုပ်တဲ့မြန်မာလူသမားတွေရော MOU စနစ်နဲ့လာကြတဲ့မြန်မာလူသမားတွေရောသူတို့ရဲ့ဝမ်းစာရေးနဲ့မိသားစုဝမ်းစာရေးအတွက် ဖြည့်တင်းပေးနေရတဲ့လူတွေပါဟုတ်ကဲ့သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေဟုတ်ကဲ့ညစ်ပတ်ပေးတဲ့အလုပ်တွေအန္တရာယ်ရှိတဲ့အလုပ်တွေကိုဘယ်သူမှမသိနိုင်ကြပါဘူးဟုတ်ကဲ့သိကြတယ်ဆိုတာသတင်းတွေရအဆင်ပါเนาะအဲ့တော့သူတို့ရဲ့ဘဝတွေကိုစာနာနားလေတော့အဖြစ်ကျွန်တော်ပြောချင်တာကတော့သူတို့ရဲ့အထောက်ပံ့ကိုခံစားနေကြတဲ့မြန်မာပြည်နဲ့မိဘတွေကိုကျွန်တော်အနှူးညွတ်ပန်ကြားချင်တာတခုရှိပါတယ်အဲ့ဒါကတော့သားသမီးတွေ ထိုင်းကသားသမီးတွေပို့လိုက်တဲ့ပတ်စံနေနဲ့အဖေလုတဲ့လူကအရက်ကလေးတမျှမျှဟိုလောင်းစားလုပ်မယ်ဒီလောင်းစားလုပ်မယ်အပျော်ပါလုပ်မယ်လို့မလုပ်ကြပါနဲ့ဟုတ်ကဲ့အမေလုတဲ့လူကနှလုံးသုံးလုံးလောင်းစားလေးနဲ့ဟိုကျွေးချီဒီကျွေးချီနဲ့မလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ရှင့်ဘာကြောင့်လဲဆိုတော့ထိုင်းမှာဆိုရင်အခုဘယင်နဲ့ရဆန်လို့ပျော်ဝဲရှင်ခွဲတွေမရှိဘူးတတ်ထိပဲဟုတ်ကဲ့အဲ့တော့ပျော်ဝဲရှင်ခွဲတွေလုတ်ခွင့်မရှိတဲ့ခါကျတော့ထိုင်းနဲ့နီးနေတဲ့မြဝီမှာဟုတ်ကဲ့ကော့တောင်းပါတာကြီးလေးပါပျော်ဝဲရှင်ခွဲတွေလောက်ရပါ ဟုတ်ကဲ့ပြောရတာလောင်းလားဝိုင်းတွေပေါ့ဗျာကက်စီနိုဝိုင်းတွေအဲ့ကကြောင့်အဲ့ဒီကက်စီနိုဝိုင်းတွေမှာထိုင်းတထေးတွေကိုအရက်ခွက်ငှဲ့ပြီးအိတ်ဆွဲထီတော်မူလိုအပ်တာတွေကိုအကုန်လုံးလုပ်ပေးရတဲ့သူတွေကကျွန်တော်မြန်မာမာလေးတွေဖြစ်ပါတယ်ဟုတ်ကဲ့ရှင်မြန်မာအလုသမငယ်လေးတွေဖြစ်ပါတယ်အဲ့ဒီမြန်မာအလုသမငယ်လေးတွေအဲ့လိုလုပ်ပေးရဗျာနေ့တွက်ခါရင်၅ဆအနည်းဆုံးရပါတယ်ဩဟုတ်ဟုတ်ကဲ့အဲ့လိုလုပ်ပေးရတဲ့ဘဝမောနဲ့ကျွန်တော်တို့မပြောချင်တဲ့မြေပေါက်ကြီးငွေတွေကိုခံစားနားလဲတော့အဖြစ်မိဘတွေနေနဲ့ ဲ့လိုမျိုးမလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုလို့ရှိရင်ပေါ့နော်ဦးမိုးကျော်ဆောဆောကပြောသွားတာဒါကြားရတကယ်စိတ်မကောင်းစရာကောင်းပါတယ်ပေါ့နော်ဒီဟိုပေါ့နော်ဒီတထေးရဲ့နာမလှုပ်ပေးနေရတယ်ဆိုတော့တို့ရအသက်အာဖြစ်ဘယ်လောက်လောက်ရှိလဲဦးမိုးကျော်ရှင်ရတော့ပြင်16နှစ်အောင်ဒီပါဩဟုတ်ကဲ့17နှစ်ကနေပြီးတော့16နှစ်တွေ့ဖြစ်ပါတယ်ဩဟုတ်ကဲ့ရှင်ညောင်ဒီမျိုးကမျိုးနဲ့မဆန့်နဲ့ကာစီနိုဝိုင်းနေမှာမြန်မာအလုပ်သမားငယ်လေးတွေကအရက်ခွင့်ခဲ့တာအစပြီးတော့တထေးရဲ့လက်တို့လက်တောင်းလောက်ကြာနေပြီးတော့ ကျွန်တော်မတွေးဝင်နဲ့နော်ခင်ဗျားတို့မတွေးဝင်နဲ့ဟုတ်ကဲ့မကြားခြင်းနဲ့မမြင်ခြင်းနဲ့ပုံစံလေးနဲ့အလုံးလုံးနေကြရတယ်မိသားစုဝန်ကြီးကိုဖြည့်ရှင်းပေးနေရတယ်အဲ့ဒီအတွက်မိဘတွေနဲ့သူတို့ဘဝတွေကိုခုကျွန်တော်ပြောပြီဗျာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါကျင်နာကြပါ ်ကဲ့ငညာတနာပါလို့ကျွန်တော်အနုညွတ်ပန်ကြားပါတယ်တကယ်ပြောတာပါဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါဟုတ်တယ်ဦးမိုးကျိုးပြောတာတမိအောင်စိတ်မကောင်းဖြစ်သွားတယ်ဟုတ်တကယ်လည်းစိတ်မကောင်းနေရကောင်းပါတယ်ဟုတ်ဒီနေ့မှာပေါ့နော်ဒါအလုပ်သမားတွေရဲ့ခက်ခဲနေရတဲ့အကြောင်းအရာတွေပြီးလို့ရှင့်အလုပ်သမားတွေရရနိုင်တဲ့ရဟိုရခွင့်နေအကုန်လုံးလို့ဦးမိုးကျိုးကပေါ့နော်ဒါအတဆင့်နေနဲ့အငြင်းတမ်းပြောပေးနေရဆိုတော့တမိတို့11 broadcasting ရတဲ့အချိန်ပေးရတဲ့ဦးမိုးကျိုးကျေးဇူးတင်ပါတယ်ရှင့်ကျွန်တော်အငြင်းတမ်းပြောရေးဆိုခွင့်ပေးတဲ့11 media အကုန်လုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင့်ဟုတ် ပရိသတ်များရှင်ဒီရက်ရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ထိုင်းနိုင်ငံမှာတော်ရောက်ပြီးတော့အလုပ်လုပ်ကိုင်းနေရဲ့မြန်မာလူသမားတွေရဲ့တွေ့ကြုံနေရတဲ့အခက်အခဲတွေနဲ့ရာသွေးနဲ့ရပိုင်ခွင့်အခွင့်အရေးတွေကိုပရိသတ်များသိရှိစေရန်အတွက်ရိုက်ကူးပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီစီဇန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။